ကဲအားလုံးပဲမင်္ဂလာပါဗျ။ဒီအားဒီမှာတော့ Crystal Palace နေတူစောင့်ကြည့်ရမယ်။နောက်ထပ်အသင်းကတော့ Tandem Sunderland တို့ပါ။ Sunderland တို့က Premier League ပွဲဦးထွက်မှာပဲ West Ham တို့ကို3-0ကိုမရှိဆိုတဲ့အရလန်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။နောက်ပွဲမှာတော့ Burnley ကိုရှုံးခဲ့ပေမဲ့ကစားကွက်ဂိုးပေါက်ကန်သွင်းမှုနဲ့ ball possession အကုန်အသာရခဲ့ပါတယ်။ဂိုးသွင်းညံ့ခဲ့လို့သာ Burnley ကိုရှုံးခဲ့တာပါ။နောက်ပွဲမှာတော့မနေ့က Man U ကို3-0နဲ့ရှုံးခဲ့တဲ့ Bradford ကိုအနိုင်မနေ့က လီဗာပူးတို့နှစ်ဂိုးတကိုးနဲ့ရှုံးခဲ့တဲ့ခရစ်စတယ်ပယ်လစ်ကိုတည်ရဲကစားထားနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်မှာလည်းအက်စတွန်ဗီလာကို33မိနစ်ထဲကတယောက်ထုတ်ခံရပြီးတယောက်ရောအနေထားနဲ့တည်ရဲထက်ကစားထားပါတယ်။မနေ့ကနီးပြတဲ့ပိုစတီလိုဂလူးလက်အောက်မှာတိုင်ပတ်နေတဲ့ဖော်ရက်စတိုကိုအနိုင်ယူပြီးတန်စီစီအိုင်အစလင်းရာကိုရယူထားလိုက်ပါပြီ။ဆန်နလန်တို့ကဘရက်ဖော့စ်ကိုနိုင်ခဲ့တဲ့ပွဲစဉ်မှာလည်းပွဲကိုစွမှုထားနိုင်ခဲ့တယ်လို့ကိုကန့်သွင်းခွင့်နဲ့ဆက်နှက်ချင်းရရှိခဲ့ပြီးဘရက်ဖော့စ်တို့ရဲ့ထက်ဝက်ပုံများခဲ့ပါတယ်။ ကျွန်တော်နဲ့ Queen လဲနောက်တန်းနဲ့ကိုသမားတို့ကအတော်လေးချိန်ငိမ့်ပြီးကောင်းနေပါတယ်။အာဆင်နယ်ကစားသမားဟောင်းလည်းဖြစ်တယ်လို့2023-24ဘောလုံးရာသီကလီဗာကူစင်နဲ့အတူရှုံးဝမ်းပြည့်စံချိန်နဲ့ဘွန်နလီကာရယူနိုင်ခဲ့တဲ့ Queen လဲကစားသမားရှက်ကာကလည်းပွဲအရီပါခြေသွင်းရပြီးအသင်းကိုကောင်းကောင်းထိန်းချောင်းထားနိုင်ပါတယ်။လက်ကစားသမားတွေဖြစ်တဲ့ Eddie Reed, Mookie Lee နဲ့ Renato တို့ဟာအတော်လေးကိုတည်ငိမ့်နေပါတယ်။ Sunderland ရဲ့ Netherlands ကိုသမားလေးကလည်းအတော်လေးကိုလက်စွမ်းပြနေတာပါ။ စွမ်းလန်းကိုတန်တက်အောင်ဆွမ်းဆောင်ပေးနိုင်ခဲ့လို့လက်ရှိရသည်မှာလည်းရလဒ်တွေကောင်းအောင်ဆွမ်းဆောင်ပေးခဲ့တဲ့နီးပြ Riches Dubris ကိုလည်းစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်နောက်တစ်ပတ်မှာလက်ရှိခြေတွင်းနေတဲ့စွမ်းလန်းတို့ကလက်ရှိခြေပြက်နေတဲ့တကင်ကြီးမန်ယူနဲ့ဆက်သက်ခံရတော့မှာပဲဖြစ်ပါတယ်စွမ်းလန်းကိုအကောင်းဆုံးတည်ဆောက်နေတဲ့နီးပြ Riches Dubris နဲ့စွမ်းလန်းတို့ Ultra Food မှာဘယ်လိုဆွမ်းဆောင်ပြသွားနိုင်မလဲဆိုတာတော့စောင့်ကြည့်ရအောင်မိတ်ဆွေတို့ကစွမ်းလန်းတို့ကရေတက်ငစရင်အတင်းလားဆိုတာဆွေးနွေးပြပါဦး